ကျမတို့ရဲ့တချုပ်ကြီးပေါ့နော်တချုပ်ကြီးอ่ะဆိုရင်ရုရှားခရီးစဉ်သွားတဲ့အခါမှာထိုင်းနိုင်ငံမှာပေါ့နော်ကျမတို့တချုပ်ကြီးရဲ့ခရီးစဉ်အသေးစိတ်ကိုနီလာပေါင်းစုံနဲ့တရင်နေမှာကျင်ညာနေတာသုံးသက်ချက်တွေလုပ်နေကြတာမြင်တွေ့ရပါရဲ့ရှင်ဒီခါမှာဒီထိုင်းသတင်းတွေအောက်မှာပေါ့နော်ထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့လုလုကန်နေကြတဲ့အချို့သောမြန်မာလူမျိုးတွေခုမှန်လေးဝင်ရေးထားတာမြင်တွေ့ရပါရဲ့ရှင်အဲ့ဒါလေးတွေမှာကျမတို့နိုင်ငံရဲ့မျိုးချစ်စိတ်တက်ပြီးတော့ကျမတို့စဉ်းစားသုံးသပ်ရမယ့်အကြောင်းအရာတွေတွေးခေါ်လေးပေါ့နော်သူတို့ရှင်တဲ့ကိုကျမတို့လှမ်းမြင်လိုက်တာပေါ့ရှင်ဒါကြောင့်ကျမတို့က ီခွန်မှန်လေးတွေကနေပြီးတော့ကောင်းလို့ရရလေးတွေကိုဝိပတ်ပြီးတော့ကျွန်မဖတ်ပြပါမယ်ရှင့်ရေးထားသူကတော့ထိုင်းကိုသာကြော်တက်နိုင်လို့ရတော့တဲ့စစ်ကြုံဖြစ်ချင်းဖြစ်ပါစေတဲ့ဒီတက်ချုပ်ကို share အားပေးမယ်တဲ့ဆိုတော့ရေးသားထားပါရှင့်ကြည့်ရတာတော်လန်ရေးကိုအားပေးတဲ့သူလို့တော့ထင်ပါရှင့်နောက်တစ်ယောက်ကတော့တိုးအတက်အောင်လုပ်ပေးစမှာဗာကြီးရတဲ့တိုင်းပြည်ကောင်းနေဘယ်သူမှတော်လန်မနေဘူးဆိုပြီးတော့ခွန်မှန်လေးရေးထားပါရှင့်မနေ့ကအဲ့ခွန်မှန်လေးကျွန်မ live ဖတ်ပြီးတော့ပြုံးလဲပြုံးမိတယ်ပေါ့နော် ကျမတို့မြန်မာနိုင်ငံသားတွေရဲ့စိတ်သက်တကားလေးတွေပေါ့ရှင်အဓိကကတော့သူတို့နှလုံးသားလေးတွေပေါ့ရှင်အဲ့ဒီတကားလေးကိုသူတို့လွတ်လွတ်လပ်ဖွင့်ချလိုက်တဲ့အခါမှာကျမတို့မြင်လိုက်ရတာပေါ့သူတို့ရှင်ထဲမှာရှိရကြောင်းတရားလေးတွေပေါ့နော်ဒေါ်လာမီတို့များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့ match လာ7ရက်နေ့အတွက်ပြောအောင်ဆိုတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥတင်ထုတ်တွေကို ပြပြပေးချင်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပရောင်းသုံးလေးလေးကတော့မြန်မာနိုင်ငံကိုခွင့်ပြုချက်မရှိဘဲနဲ့တွားရောက်ခဲ့တယ်လို့ဆွဆွဲချက်ရယ်ပြီးတော့ဂျီဇန်ခွန်နှစ်ခုယူဆောင်လာမှုနဲ့ပတ်သက်ပြီးတော့မှဘယ်လ်ဂျီယံနိုင်ငံသားတည်င်းတော်တဦးဟာအိန္ဒိယအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့အကြောင်းကိုလည်းသိရပါတယ်ဆိုတော့ဆိုင်မွန်ကလီမန့်ပေါ့နော်ကလီမန့်ကအလွတ်တန်းတပ်ပုံတည်င်းတော်တဦးဖြစ်ပြီးတော့မှ မက်စလာ၅ရက်နေကလေးကအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဇိုရမ်ပြည်နယ်ရဲ့မြို့တော်ဒါကြောင့်အိုက်ဇောမှာရှိတဲ့လမ်ဘိုရီလေစိတ်မှာဖမ်းခံရတာဖြစ်ပါတယ်။အဲသူ့မှာပါလာတဲ့ဒါကြောင့်ပစ္စည်းတွေကိုစစ်ဆေးတာမှာဒါကြောင့်ကြီးစံပေါ့နော်။ဒါကြောင့်ကြီးစံခွန် နှစ်ခုကိုတွေ့ရှိပြီးတဲ့နောက်မှာလက်နက်ဥပဒေအရထိထိခဲ့တာလို့မီဇိုရန်ပြည်နယ်ရဲတပ်ဖွဲ့ကသိပါတယ်။ဒါဆိုတော့ပြောပါတယ်ပေါ့နော်။ဆိုတော့ကလီမန်ကတော့ကျွန်တော်တို့သူဟာအခြေခံတွေကိုအမတ်တရအနေနဲ့တင်ထားရမှာဖြစ်တယ်လို့ပြောထားသလိုဒါပြင်ကလီမန်ကဗီဇာစီးပင်းချုပ်ဖောက်မှုအဲတီဂျာဆွဲချက်တစ်ခုနဲ့လည်းဒါရင်ဆိုင်နေရတယ်လို့သိရတယ်။တရားရုံးရမန်ယူပြီးတဲ့နောက်မှာတော့ကလီမန်ကမက်စလာကိုရဲ့နေတုန်းကဆိုတော့အိုက်ဇွန်မြို့အနောက်ဘက်ပေါ့နော်စင်ဂျေဘုံမှာရှိတဲ့အချင်းတောင်တစ်ခုမှာအချုံတော်ခံထားရတယ်လို့သိရတယ်ပေါ့နော်။ဆိုတော့ အေးပေါ့မြန်မာနိုင်ငံဘက်ကိုလာတော့လဲอืมကိုဘက်ကလည်းပြောမယ်ဆိုရင်သူတည်တောက်ဆိုတော့လဲဟိုဘယ်လိုပြောမလဲလက်ဆောင်လေးပါလေးပေးလိုက်တာနေပါပေါ့ဟိုဒုက္ခပဲဒီမြန်မာနိုင်ငံသားဘဝကလည်းအဲ့တော့နောက်ထပ်သတင်းလေးကတော့စက်ကောင်းဆောင်ရဲ့တားရီပိုင်ဆိုင်တဲ့ဟိုတယ်တွေနဲ့ခရိုဒီတွေရဲ့ဟိုတယ်တွေကို usually အေးအေးချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်အားရကတော့အေးအေးသိမ်းပိုက်ထားတဲ့စိုးမိုးနေပြည်တော်ကမှစက်ကောင်းဆောင်နဲ့ခရိုဒီတွေပိုင်ဆိုင်တဲ့ဟိုတယ်နဲ့လုပ်ငန်းတွေကိုအေးအေးကချိတ်ပိတ်သိမ်းဆည်းနေတဲ့အကြောင်းကိုလည်းသိရပါတယ် တတဲမြို့မှာရှိတဲ့ငပလီကန်းကြီးကစကောင်းဆောင်တဲ့ခရိုနီတွေပိုင်ဆိုင်တဲ့ဟိုတယ်တွေအပြင်ဆေးဝါးစုကတိတ်ပိုက်ထားတဲ့မြေအေကတွေကိုပါအေအေကချိတ်ပိတ်လိုက်တဲ့အကြောင်းကိုလည်းသိရပါတယ်။စကောင်းဆောင်ရဲ့ဒူးစစ်ကောင်းဆောင်ရဲ့ဆေးဝါးစုနဲ့ကျွန်တော်လဝါရိုက်ပြီးတော့မှကြီးပွားနေတဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေကိုအခုရက်ပိုင်းမှာအေအေကချိတ်ပိတ်နေတယ်။မြောက်ဦးနဲ့မင်းပြားကလုပ်ငန်းတွေလည်းချိတ်ပိတ်ခံရတယ်မှပါတယ်လို့သိရတယ်ဆိုပြီးတော့မှရခိုင်တည်အချင်းမြစ်တွေရသိရပါတယ်။အဲ့တော့ချိတ်ပိတ်တယ်ဆိုတဲ့ခန်းစားချက်တွေမင်းတို့ခန်းစားကြည့်ကြပါဦးသလား။မင်းတို့သူများအိမ်တွေကိုချိတ်ပိတ်ထားတဲ့ကောင်တွေ မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေအခုအေးအေးကချိတ်ပေးလိုက်ပြီခန်းစားကြည့်စမ်းကွာနော် နောက်ထပ်သတင်းလေးကတော့မုံရမန္တလေးလမ်းပိုင်းမှာဒါကျွန်တော်တိုက်ပွဲမှာပေါ့နော်စစ်ကောင်စီတပ်သား18ဦးသေဆုံးပြီးတော့မှာတပ်ပြားကရင်နှက်စီကိုဖျက်ဆီးနိုင်ခဲ့တယ်။ဒါကျွန်တော်တို့အခြေအနေကိုတိုက်ပွဲမှတ်တမ်းကိုပေါ့နော်ဒါကျွန်တော်6ဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့မှာထုတ်ပြန်လိုက်ပါတယ်။ဆော့စကိုင်းတိုင်းမုံရမျိုးကထွက်လာတဲ့စစ်တပ်တပ်ပြားကရင်နှက်စီကိုမုံရမန္တလေးလမ်းပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေဂျားပြတ်တိုက်ခတ်ခဲ့ပြီးတော့မှာစစ်ကောင်စီတပ်သား18ရောက်နော်ရှင်းလင်းနိုင်ခဲ့တယ်။စစ်ရင်နှက်စီကိုလည်းဖျက်ဆီးနိုင်ခဲ့တဲ့တိုက်ပွဲမှတ်တမ်းရုပ်တံကို6ဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီ ည်ဘက်ကဒုဘူတူအပါဝင်18ရောက်သိဆုံးခဲ့ပြီးတော့မှ MA1 လေးလက် MA3 တက်လက် MA1 မှ3လက် G3 တက်လက် G1 တက်လက်60မှမှစိန်ပြောင်းတက်လက်40မှမှစုံလေတက်လက် G ပေါင်းမျိုးစုံ22မှ2ခုသိသိရမိခဲ့တယ်လို့လည်းသိရပါတယ်ကွတ်တယ်နော်နောက်ထပ်အနေနဲ့ကတော့ဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကနေစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အာကတ်တိုအေအေနဲ့စစ်ကောင်စီတပ်တို့အကြမ်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေတာတွေစစ်ရေးသတင်းရင်းမြစ်တွေကသိရပါတယ် ကပ္ပစဆေးရုံတွေအနီးမှာရှိတဲ့ညောင်ကျိုးစခန်းမကြရေးကိုစစ်ကောင်စီတပ်ကခုခံပြီးတော့မှဒါကျွန်တော်တို့ပြင်ဆင်နေပြီးတော့မှစစ်ကူတွေလည်းများစွာပို့ထားတယ်လို့သိရပါတယ်။အခုကညောင်ကျိုးကတိုက်ပွဲတွေပြင်းထန်နေတဲ့အနေအထားတွေရှိတယ်။စစ်ကူတွေထတ်လွတ်မယ်လို့လည်းကြားရတယ်။ဘက်တက်တွေကိုလွတ်မလဲတော့တိတ်ချမသိဘူးပေါ့နော်။ဒါပေမဲ့လလော့ဆယ်တောက်ခန်းတက်မတက်တက်ကနေပြီးတော့မှတစ်ပြူဟာကပြလာတာတော့ရှိတယ်အဲ့ဒီဖွဲ့တွေကိုခဏအနာပေးပြီးထပ်ဖြစ်မယ်ဆိုပြီးတော့ခံမန်းရတယ်ဆိုပြီးတော့မှ CDN ဘူကြီးစေရောကပြောပါတယ် ဆိုတော့လောလောဆယ်ပါလဲတော်တော်လေးကိုပြင်းထန်နေတဲ့အခြေအနေပေါ့အဲညောင်ကျိုးစကန်ကြပြီးွားရင်တော့ကပ္ပစားတွေကတွေးထားပါဘောနော်စကားစားကပ္ပစားတွေကတွေးထားပါဘောနော်အဲ့လောက်ပဲပြောပါမယ်ဗီဒီယိုလေးကြည့်ရအောင်ပါပရမဦးစွာနော်စက်တက်ကနေပြီးတော့မှနော်လိန်စင်ဗီဒီယိုလေးတစ်ခုကိုကျွန်တော်ထုတ်ပေါ်ချင်ပါတယ်အဲ့ဒါပါလဲဆိုတော့အလဲပိုင်းတက်စစ်ဌာနချုပ်ပါဘောနော်အညာသား PDF တွေသူတို့ခေါ်ခေါ်နေတဲ့ပတ်တက်တွေပေါ့ဗျာအလင်းဝင်လာတယ်တဲ့ကြည့်ကြည့်ဗီဒီယိုပိုင်းမင်္ဂလာပါညီလေးတို့မင်္ဂလာပါညီလေးတို့အခုဒီနေ့ အလင်းဝင်အကားမှာဒီလိုပြည်ပြတင်နေရနေပြီးတော့တက်မလို့စီကိုဘာတောင်းလို့အလင်းဝင်လာရတယ်ဆိုတာလေးဆက်လို့ရှင်းပြလို့ဟုတ်ကဲ့ပါကျွန်တော်အလင်းဝင်လာတော့ကျွန်တော်တို့ဖွေးထားတာနဲ့ဒီလိုလုပ်ဖို့လည်းမဟုတ်ကြရဲ့အဲဒီသူကတော့သတ်မှုကြီးရတယ်အဲဒီနဲ့ဆရာကြီးကိုသူကဖွဲ့စည်းထားတာမဟုတ်ပါဘူးမထောက်ခံပါဘူးဒီကကြံဖွဲ့လို့ကြံဖွဲ့ဖွဲ့လို့လည်းမထောက်ခံပါဘူးပြောပါတယ် အာတမ်းပတ်ဝင်ထောက်ခံမအောင်လို့ပြောပါတယ်လုံးလို့ဘယ်တော့မှပြောတာတော့ဝင်အောင်လုံးသူ့ပြောတော့ကျွန်တော်ပြန်သေးရပါတယ်ဟာအဲ့ဒါကြောင့်မလို့သူမဆက်လို့ပြောနေမှာကျွန်တော်လည်းဒီတော်လိုင်းကိုဆက်လို့ကိုသိတယ်မရှိတော့ပါဘူးအဲ့ဒါကြောင့်ကျွန်တော်လည်းဝင်လာတယ်ဟုတ်ကဲ့တိုးထဲမှာကျန်နေတဲ့ PDF တင်နာတက်နေတဲ့ဒီကိုတွေရောဒီလိုနေတဲ့ဘာလို့လဲဟုတ်အဲ့တော့ရဲ့မှာတင်မန်းစင်းရဲ့ထက်မှခံပဲနဲ့ရိုးပေါ်မှာမိသားစုနဲ့နေနေကြွေးလာနေတယ် ဖိတ်ပေါ်ပါလေအလင်းအမြန်ဆုံးအလင်းဝင်ကိုလည်းဖိတ်ပေါ်ပါလေဒီလိုရေးပါအဲ့ရတော့ဆိုးတယ်တော်ဆိုးနေပြီမင်းတို့ဆောက်ခွက်တယ် PDF ဆောက်ခွက်တယ်လာဟိုကောင်ဆိုကြည့်အောင်ရအောင်လူစင်တော့မမီဘူးခလေးဆက်သားလို့တော့ပါလို့ ਨੇ PDF ကခလေးဆက်သားမပွေးဘူးတော့ရအောင်ဟောဟိုအသက်ရမပြည့်သေးဘူးအဲမပြည့်သေးဘူးဆိုရင်တော့မသူတို့ကလူစင်ပြီးသေးတယ်ငါတို့ PDF တွေကမင်းတို့လိုမျိုးလူမလေးကိုမခန့်ရောက်တယ်မဟုတ်ဘူးတကယ်ကောင်တယ်လို့အပေစုဟာပါပစ်တယ် CHP တို့ NUG တို့လက်မခံဘူးဆိုလို့လေအာအေးပါအာတော်ဆိုးနေပြီလို့အေးပါကွာ နော်နော်မြန်မာလေးခေါ်ပါစတောင်းချဲလို့စတောင်းချဲလို့အဲဒီကောင်ကဘာပြောလဲဆိုတော့ဒါဒီကျွန်တော်တို့ပေါ့နော် အာပြောမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောမယ်ဆိုရင်ဒါကျွန်တော် PDF တွေမထောက်ပတ်တော့တာကဟိုပြောမယ်ဆိုရင်စစ်တပ်အတွက်ပေါ့နော်အာနှစ်ဖျားကနေပြီးတော့မှဆဲလွတ်လိုက်တဲ့တပ်မတော်လိုပဲပေါ့အာလာအဲ့လိုကြီးလိုက်တာကွာစကလုံးကြီးရတယ်လားနားတော်ကြီးစောက်ကြီးစောက်ကြီးတွေပြောတာငါမြန်မာနိုင်ငံမှာပဲနေပိတ်တွေရှိရထင်တာကွာသိရမလားကဘာပေါ်မှာလည်းကဘာနဲ့ချီရနေပိတ်တွေရှိရနော် အခုအမေရိကန်တမရကိုနီပိတ်တည်းရဲ့တဘာဝအတိုင်းဝိုင်းဆဲနေကြတယ်သိရမလားအချိုးမြက်တွေဆုံးရှုံးသွားတဲ့သူတွေအုပ်စုကနော်ဒီမိုကရက်အုပ်စုလို့ခေါ်တယ်ကွာဒီမိုကရေစီရေးအကြောင်းပြပြီးတော့သိရကိုကျော်စီးပွားရှာနေတဲ့အုပ်စုကဝိုင်းဆဲနေတယ်အမေရိကန်တမရကတဖျားကနေဆင်လွှတ်လိုက်တဲ့တမန်တော်လိုပဲကွာနော်မတရားတဲ့ကိစ္စနော်နိုင်ကပပေါ်မှာလှည့်ပတ်ပြီးတော့ဘိုချဆိုးမိုးနေတဲ့ကိစ္စတွေအကုန်လုံးထိရောက်စွာအေးအေးယူတားမြစ်ဖို့အတွက်နှစ်ဖျားနေဆင်လွှတ်လိုက်တာဟုတ်ရော ကြီးလိုက်တာနော်အဲ့လိုငါတင်စားရတယ်အချိန်တန်ကြလို့ရှိလို့ရှင်ငါနိုင်ငံကိုလေအဲ့လိုနတ်ဖျားတွေရောက်လာလိမ့်မယ်အမှန်တရားအတွက်ဟာကြီးလိုက်အဲ့လိုနတ်ဖျားတွေရောက်လာလို့ရှင်မင်းတို့အခုလက်ရှိမှာမင်းတို့အားကြီးလိုက်စားထားတဲ့အကောင့်နေနော်ပြည်သူမျိုးမျိုးဖို့ကြာကြီးမကောင်းတဲ့နီးနဲ့တက်မွေးဝမ်းကြောင်းဖြူတဲ့အကောင့်နေနော်အချင်းပြတ်ချစားနေဝင်နန်းနေအဲ့ကြလို့ရှင်အဲ့လိုနတ်ဖျားရောက်လာတဲ့ခါကြလို့ရှင်မင်းတို့ကောင်တွေမလွယ်ဘူးနော်ငါတို့ဘက်မှာ စော်ဖုံးင်းရှိတယ်ကြော်ဆိုးရှိတယ်ကြော်မျိုးမင်းရှိတယ်ဟာနော်မင်းတို့အကုန်လုံးမြေလှမ်းမဲ့ကောင်တွေအဲ့ကောင်တွေကတော့ပေါ့လားမြေလှမ်းမှာအခုအခွင့်မတားလို့နေနေတာနော်ငေါ့မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှင်တယ်ကဘာရဲ့နှစ်ဖျားတော့ဆင်းလာပြီငေါ့နိုင်ငံနှစ်ဖျားဆင်းလာဦးပဲလို့တော့လေဟာအဲ့ရောမင်းကြော်ဆိုးဦးလို့စော်ဖုံးင်းလို့ဆိုတာရောခွေးတကိုးတွေနဘေးရတမန်တော်တွေမဟုတ်ဘူးဟာတကယ်ကောင်းလို့ဟာလားဆောင်ကြည့်အဲ့ကြမင်းတို့တွေ့မယ်အခု ဇလန်စကီဇလန်စကီကိုအမေရိကန်မှာပြောလို့ဆိုလို့ဆိုပြီးတော့ဒီကောင်ကဝမ်းမီဆဲနေကြတယ်။အမေရိကန်နိုင်ငံရဲ့အင်ဂျူရိုရဲ့ဘဲဥပုံစံရုံးခန်းကိုတက်တဲ့ပုံစံငါရဲ့ဒီအင်ဂျင်နဲ့ပုံစံပုံစံမျိုးနဲ့လာတက်တာ။နော်ဘဲကောင်ကအောက်တန်းကျပြီးတော့ဘဲကောင်ကအဆင့်တန်းရှိတယ်ဆိုတော့ဥစားအရှင်းသားပေါ်တယ်။မင်းတို့နီပိတ်တဲ့ဘက်ကကောင်နေအကုန်လုံးအောက်တန်းသားကြီးပဲ။အဆင့်တန်းမရှိတဲ့အကောင်ကြီးပဲ။ဒီအင်ဂျင်နဲ့အင်ဂျူရိုရုံးခန်းကိုလာတာ။နော်အဲ့ဒါကြီးကမင်းတို့စဉ်းစားကြည့်ဘဲကောင်ရဲ့ဆော့ဖောင်းလင်းဆိုတာ။ ကဲမင်းတို့နာနေကြတယ်အာမင်းအမေရိကန်နိုင်ငံကနေရောရှောင်းလို့မင်းတို့ရုရှားနိုင်ငံကြီးကနေပြီးတော့ဒီယူကရိန်းနိုင်ငံကြီးကိုတိမ့်ပိုက် intervention နော်ကျူးကျော်စစ်ဟေ့ USSR ဆိုရရုရှားနိုင်ငံရဲ့ပြည်နယ်တစ်ခုကနော်ယူကရိန်းနိုင်ငံဆိုတော့ဥမာငါတို့ရခိုင်နိုင်ငံမှာ A ကနေတိမ့်သွားလို့ရခိုင်ပြည်ကို A အုပ်ချုပ်နေရပဲထားတော့ငါတို့မြန်မာတက်မလို့အင်းကကောင်းတဲ့ချိန်မှာ A ကိုပြန်တိမ့်တဲ့သဘောမျိုးပဲတက်ဆိုင်နေကိုပြည်နယ်ကိုကိုပြန်တိမ့်တာဟာ အဲ့ဒါကျူးကျော်စစ်လို့မခေါ်ဘူးဂျပန်နေပြီးတော့အမေရိကန်ကိုသွားသိမ်းတာအမေရိကန်နေပြီးတော့ဂျပန်ကိုသွားသိမ်းတာတော့ကျူးကျော်စစ်ခေါ်တယ်နော်တိုင်ဝမ်တရုတ်လူမျိုးတွေနေတဲ့ကျွန်းတရုတ်ကပြန်သိမ်းလို့အဲ့ဒါကိုပြည်နယ်ကိုပြန်သိမ်းတာပဲခေါ်တယ်နော်ကျူးကျော်စစ်မဟုတ်ဘူးဘာမှမင်းဖင်ဝင်နာနေတာလည်းမလို့မလို့မလို့ဘူးကွာနော်အခုဆိုအဲ့ဒီစစ်ပွဲတွေအကြောင်းပြပြီးတော့ပတ်စံရနေတဲ့ကောင်တွေအကုန်လုံးငုတ်တုတ်တွေမိကုန်ပြီငေါ့နိုင်ငံလူတွေငုတ်တုတ်မိဖို့ပဲကြံတော့တယ်ဒါမင်းတော့ငါတို့ရှိတယ် ဟုတ်ပြီလားတော့ဘောမတွေရဲ့အစင်တန်အဲ့ဒါပဲပြရသလားတခုခုဆိုရင်ဆော့အုံးတော့မရှိဘဲနဲ့ပေါက်လို့ပဲစားရတဲ့အာပြိုကြအသိရမလားယူကရိန်းတပ်ရဇလန်စကီးကရုရှားနိုင်ငံနဲ့တိုက်နေရတဲ့အချိန်မှာကိုယ့်နိုင်ငံအရေးကိုယ့်ပြည်သူအရေးကိုယ့်နိုင်ငံရဲ့စစ်ရေးအခြေအနေကိုဦးစားပေးနေရတဲ့အတွက်ကြောင့်မို့လို့ဒီယူနီဖောင်းလေးတခုတော့မဝင့်နိုင်ခဲ့ဘူးပေါ့သလားပြောချင်တာသူ့မှာအဲ့လောက်အချိန်မရှိဘူးလို့ပြောချင်တာ နောက်တစ်ခုကဘာလဲဆိုတော့အဲရုရှားနိုင်ငံကနေပြီးတော့မှသူ့ရဲ့သူအရင်တော့ပိုင်နေပေါ့ကွာယူကရိန်းကိုပြန်သိမ်းနေဆိုတဲ့ကိစ္စကိုငါပြောချင်တယ်ယူကရိန်းကလည်းနိုင်ငံဖြစ်နေပြီเนาะเนาะရုရှားနိုင်ငံအောက်ကယူကရိန်းဟိုမြို့ပြည်နယ်မဟုတ်ဘူးတာကြီးတည်လားယူကရိန်းပြည်နယ်မဟုတ်ရုရှားယူကရိန်းနိုင်ငံဖြစ်နေပြီယူကရိန်းနိုင်ငံသူ့နိုင်ငံနဲ့သူဖြစ်နေပြီအဲ့တော့နိုင်ငံနဲ့တနိုင်ငံမှာကူးပြောင်းပြီးတော့မှအခုလိုမျိုးလာတိုက်တယ်ဆိုတော့နိုင်ငံကျူးကျော်စစ်ပဲမင်းတိအောင်လုပ်တာလည်းပြောပြလိုက်အောင်မသိလားเนาะ ်ချိုင်းနာပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ထိုင်ဝမ်ပဲဖြစ်ဖြစ်အဲ့ဒီဥစ္စာတွေကအကုန်လုံးကကမ္ဘာကအသိမဲ့ပြုထတာနိုင်ငံတွေနဲ့ပဲတည်ထားတာတရုတ်ကိုထိုင်ဝမ်လာသိရင်ဖိနှောင်ပြန်ချလိုက်ဦးမယ်ထိုင်ဝမ်သိလားထိုင်ဝမ်အမေရိကန်ရဲ့နောက်ကျောတော့နောက်ကန်သိလားအမေရိကန်ရှိတဲ့နောက်မှာကျောတော့နောက်ကန်စောက်ယူလို့လို့စောက်ဘောလို့လည်းဘာမှမသိလဲနားမလဲပဲတဲ့ ဲ့လိုတီအဲ့လိုတက်နေမင်းတို့စစ်တပ်ကိုတအားရှင်းနေဆိုရင်စစ်မှုထမ်းလိုက်ပါလားစစ်တပ်တွေဝင်လိုက်ပါဆိုတော့လေစစ်တပ်တွေကအရာရှိတွေဥစ္စာကိုမကြိုက်လို့ဘာဖြစ်ကြဖြစ်တယ်လီးလင်းလိုက်ရှောက်ဖို့ရတယ်မင်းတို့အစ်မင်းတို့အစ်င်ကပြောမယ်ဆိုရင်စေးတောင်မှာပလင်းပလင်းမှာဂျိုတောင်းအောင်အစ်င်ဖြစ်နေပြီတကယ်ကောင်းလေလို့အေးပါကွာလို့နှစ်ဖူးကြီးပြောင်လာပြီစောက်တီတရားတစ်စက်မှမရှိဘူးနောက်တစ်ဗီဒီယိုဖိုင်ကြတော့လေဒီတက်တောင်ဒီကောင်တက်တောင်ဆိုးသေးတယ်တချို့ကောင်အဲ့ကောင်ကဒီတက်တောင်ဆိုးသေးညောင်နေဦးတယ်ခင်ဗျားတို့သိကြလိမ့်မယ်တော့ဘာပြောလဲဆိုတော့ အပီဒီအက်တီဗီဟိုတဲ့မြို့ထဲမှာထားနေသေးပေါ့နော်ပြည်သူကမြို့ထဲမှာထားနေသေးစကားစလေရင်နဲ့ဘုံလာကျဲဥမှာပဲတော်ဆူဆူလို့အခုနိုင်ငံတကာနိုင်ငံမှာပညာရေးကအဓိကဆိုတာလည်းသူတို့သိတယ်သိရတာနဲ့ဘာကြောင့်ပညာရေးចောင်းဖွင့်တဲ့ចောင်းဆရာဆရာမတွေကိုလိုက်တက်တာလဲចောင်းဖွင့်တဲ့ចောင်းចောင်းဟိုဘယ်လဲစီရီယံမလို့လို့ဆိုပြီးတော့ចောင်းဖွင့်တဲ့သူမှန်တယ်များကိုအကုန်လိုက်ပြီးတော့မှဟို yay တာနှက်တာနဲ့เนาะ yay ညှိမနှိမ့်ဆက်တာနဲ့တက်ဖြတ်တာနဲ့ဒါတွေမလို့သိဘူး လုပ်တင်မှုဆိုတာကအခုနင်းတို့အဲ့ဆိုနင်းတို့တော်လိုင်းရေးလုပ်နေတဲ့အချိန်မှာငါတို့နိုင်ငံကကလေးတွေကကြောင်းမတက်ရတော့ဘူးလားညာကျောင်းကဘလို့ခစ်ဘလို့အချိန်နေပဲရောက်ရောက်အော်ငါတို့နိုင်ငံတိုးတက်ရေးအတွက်သာနင်းတို့တွေမျှော်မှန်းထားရင်ငါတို့လုပ်နေရလဲငါတို့ငါတို့လုပ်နေတာဒီငါတို့နိုင်ငံအကောင်းကျိုးအတွက်ဆိုလို့ရှိရင်နင်းတို့တွေဒီနိုင်ငံအကောင်းကျိုးအတွက်ကိုပါအခုကလေးကချဲချူပြီးလုပ်ရမှာအခုကနင်းတို့အားလုံးလိုက်ဖြက်စည်းပြီးကမှ အားလုံးလိုက်ဖြတ်စည်းပြီးကမှနောက်တစ်ချိန်ကျမှပြန်လေးတိဆောက်မယ်မရဘူးအချိန်ခဏလေးနဲ့မရဘူးအချိန်ယူပြီးတော့လုပ်ရတာအဲ့တော့နင်တို့တွေကဖြတ်စည်းတော့ဖြတ်စည်းတယ်ဟဲ့နောက်တစ်ခုဟိုအခုနော်ဟိုနင်တို့တွေတဲ့တတိရှင်ဟိုရခိုင်လာခဲတော့နော်ကရင်ပြည်နယ်လာခဲတော့ချမ်းပြည်နယ်လာခဲတော့နင်တို့ကအဲ့လိုမျိုးစစ်ကိုခေါ်နေသူရဲ့နင်တို့နိုင်ငံကပြက်စီးအောင်ပါပဲနင်အဲ့ပါနင်တို့ဒီ ပြည်နယ်တွေကပြက်စီးအောင်မှာပဲပြည်အမဟိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတော့ဘုံကျဲလို့တဲ့အမ်ဘုံကျဲတော့ပြည်သူတွေတည်ရနေလို့နင်တို့ဘာလဲနင်တို့စစ်တပ်ကဘာလို့ဟိုမြို့ထဲဟိုလာဘုံကျဲတာလဲရွာထဲဟိုလာဘုံကျဲတာနင်တို့ကဒီအကြမ်းဖက်တဲ့ဘုံတွေကိုမြို့ထဲပေးဝင်တွေ့ရွာထဲပေးဝင်တွေ့လာကျဲအောင်မှာပဲအဲ့တော့မြို့ထဲရွာထဲကိုဘုံမကျဲစေချင်မြို့ထဲရွာထဲကိုစစ်မခေါ်နဲ့နော်ညို့တွေလည်းဟိုဇောင်းကြွပြီးတော့မှတတိရှင်းလာခဲလို့တတိရှင်းရခိုင်လာခဲလို့ညို့ပြောစရာအကြောင်းမရှိဘူး အခုရခိုင်ပင်နာကောင်းလားစုတ်ပြတ်တတ်နေမို့လားထပ်ဖြစ်အောင်မှာထပ်ဖြစ်အောင်မှာလုံအောင်ကြက်ကြဟမ်ကျောင်းဆရာဆရာဆရာမမမတိနော်ငါတို့ငါတို့တွေငါတို့တွေဗုဒ္ဓဘာသာနော်ဗုဒ္ဓဘာသာအရန်စော်ကားခံရတယ်နော်ငါတို့ရဲ့သူများဘာသာကိုစော်ကားဖို့ငါတို့မတိုက်တော့ဘူးငါတို့ဘာသာစော်ကားရင်လည်းငါတို့မကြိုက်ဘူးရှင်းလားအဲ့တော့ငါတို့ဘာသာကြတော့စော်ကားတယ်။ဟိုမင်းလာဟိုတလောလေးရဖြစ်သွားတဲ့ဟာဆိုလို့ရှိရင်ဟိုဒီဖုန်းကြီးเจ้าမှာဖုန်းကြီးเจ้าမှာတက်ပြီးတော့မင်္ဂလာဆောင်တယ် ဟိုမုတ်ဝါးကြီးမှာဘီနိုင်းတက်ပြီးတော့မှာဘီနိုင်းကက်ပြီးတော့မှာငါတို့မြန်မာဗုဒ္ဓဘာသာလူမျိုးတွေကဖုန်းเจ้าမှာမင်္ဂလာမဆောင်ဘူးနင်တို့တွေအဲ့ဒီဖုန်းเจ้าမှာမင်္ဂလာဆောင်တာအဲ့ဒီចောင်းနိုင်ဖုန်းကြီးကိုတက်ပြီးတော့မှာနင်တို့ရဲ့အမှမင်္ဂလာဆောင်တာဟမ်ငါတို့တွေမင်္ဂလာဆွန့်သွတ်ပဲဖုန်းเจ้าပို့တာတိလားဖုန်းเจ้าမှာမင်္ဂလာမဆောင်ဘူးအရင်ဘာသာတရားမစော်ကားနဲ့တိလား ။နင်တို့ရေအဲ့ကြောင့်မလို့ငါတို့ဘာသာအယူနဲ့ဆိုငါနင်တို့တွေကိုပင်စာနယ်ကြီးကကန်ထိုင်နေတိလား။မိဘမမ်းမိမိဘဆရာဆရာဆမမမ်းမသိနော်။ရဟန်းတန်ကမှမသိ။ဖခင်တရားမှမသိ။လို့ပဲတော်လိုင်းဆိုတော်လိုင်းလေးလှုပ်စမ်းမှာ။ဘာအာရရ။မဆိုင်နဲ့ဟိုဘာသာရေးလဲဆော်ကဟိုအကြောင်းဆရာဆရာမှလည်းတက်ဝန်ထမ်းတွေလည်းတက်အမ်ဒလန်ဆိုပြီးတော့မှအကုန်တက်ပြည်သူလည်းတက်ဒါလည်းနင်တို့တော်လိုင်းကြီးဘယ်နာတော်လိုင်းတာတော့။ဟမ်ပြောတော့ကောင်းကျိုးတက်ဆိုဖြည့်စည်းရမဟုတ်ဘူးလား။ အာရရလိုက်ပြီးတော့ဟိုရခိုင်လာခဲ့မခွန်နဲ့ရခိုင်တော့နောက်ဆုတ်ပြတ်တတ်အောင်မှာနောက်တစ်ခါတက်ဆုတ်ပြတ်တတ်အောင်မှာဒီကဆိုးမှာအခုရခိုင်ကြည့်လိုက်ဘယ်နာကြည့်လိုက်ကြည့်လိုက်ဟိုနာဟိုအကုန်မိလောင်ရာတွေနဲ့အကုန်ဆုတ်ပြတ်တတ်နေရပဲခေါ်ခြင်းရခိုင်ကိုဟိုဆိုတော့ညီမလေးရဲ့နေ့ကပြောချင်တာကဘာလဲဆိုတော့အာညီမလေးကညီမလေးတို့မဘာသားတွေကပေါ့နော်ညီမလေးတို့669ပေါ့နော်မဘာသားအဖွဲ့ဝင်တွေကပြောမယ်ဆိုရင် ဝါရမိုင်းတွေတော်တော်လေးကိုမိထားဖို့ရတယ်ကွာသိလားအဲ့လိုဝါရမိုင်းအမိလွန်သွားရင်စကားတွေကတောပြောတောင်ပြောတွေဖြစ်ကုန်ကွာသိလားအောက်လိုပေါက်လိုပဲစားတွေပြောကုန်တာဟိုဘုန်းကြီးเจ้าမှာဗုဒ္ဓဘာသာဝင်တယောက်နေနဲ့ဘုန်းကြီးเจ้าမှာမင်္ဂလာဆောင်တာဘသူ့ကိုစော်ကားနေလို့တော့ဘသူ့ကိုစော်ကားနေလို့တော့ရန်ကုန်မှာဘုန်းကြီးเจ้าမှာမင်္ဂလာဆောင်တာလည်းအများကြီးပဲမြန်မာနိုင်ငံတနင်္ဂနွေလုံးမှာဘုန်းကြီးเจ้าမှာမင်္ဂလာဆောင်တဲ့သူတွေမှာအများကြီးပဲဘုန်းကြီးเจ้าမှာမင်္ဂလာဆောင်ရင်ဘာသာရေးကိုစော်ကားနေလို့ညီမလေးတို့အထင်နဲ့ပေါ့အဲ့ဒီထက်ညီမလေးတို့အတွေးခေါ်တွေကလွဲနေပြီညီမလေးရဲ့သီလားလွဲနေပြီ ပြီးနောက်တစ်ခုကပါလဲဆိုတော့အဲဗုဒ္ဓဘာသာအစော်ကားခံရတာလေညီမလေးတို့လို669အောက်တန်းစားအောက်တန်းစားတွေပေါ့ကိုဘာသာဝင်တွေကိုဘာသာပဲအမျက်ဆုံးလို့ကိုဘာသာကတော့အကောင်းဆုံးဆိုပြီးထင်တဲ့ဟာတွေကြောင့်ဗုဒ္ဓဘာသာကအစော်ကားခံရတာအဲနောက်ပြီးတော့ရင်ငါတို့ဟိုပြည်သူတွေကငါတို့ PDF တွေကိုကြည့်ပြူတဲ့ဟာအဲဒါကြောင့်မို့လို့သူတို့မြို့ရွာတွေမှာပေးနေတယ်စကားသားကြတော့ချီးထက်ယုံတော့ ပေးမနေဘူးလေအဲ့တော့ပေးမနေတော့ဘာဖြစ်လဲ PDF တွေထောက်ခံလို့ PDF တွေတို့လက်ခံလို့မင်းတို့မင်းတို့ရဲ့နေတဲ့ယူအာတွေပျက်စီးရတယ်ဆိုပြီးတော့မှပြည်သူကြားတွေကိုဝါနာမိုက်တိုက်ပြီးတော့မှပြည်သူနဲ့ PDF တွေကြားထဲမှာတွေ့ခွဲတယ်ဆိုတော့ညီမလေးကိုရှင်းပြတာတအားမောတယ်ဟောသိလားဘာဖြစ်လို့လဲဆိုတော့ဟိုညီမလေးတို့ကဟိုချီတော်တွေကလောက်တယ်လို့ပဲမစင်မစင်တော်တွေကလောက်တယ်လို့ပဲဟောသိရမှာဟိုချီချီတော်တွေမှာလောက်တယ်တန်ကောင်းနေပြောတယ်ဆိုတော့ဓမ္မတာပဲအဲ့တော့ပြောတယ်ရရှိတာထပ်ပြောပါเนาะ အဆုံးစုံအထိပြောနိုင်ပါသလိုဆိုတော့မှာလေဆိုတော့ဒီမာလေးတို့တော့မှဒီမာလေးတို့အခြေအနေကြည့်ရတာအသက်နဲ့ပေးပြီးတော့မှပြောမဲ့အခြေအနေရှိတယ်ပြောပါလွတ်လွတ်ကင်းကင်းပြောပါလို့ဒါပေမဲ့ကိုယ်အသက်ဆုံးရှုံးသွားခဲ့ရင်လည်းပျော်ပျော်ကြီးအာဟုတုံနဲ့တကွငရဲခံမှုပြင်ထားပါလို့ကိုယ်ရပြောချင်တယ်နော်ဆိုတော့နောက်တဲ့ profile လေးတစ်ခုကြတော့လေဒါကျွန်တော်တို့ sniper suit မမန် sniper suit ကလည်းကြမ်းလာပြီ sniper suit video ကြည့်ကြည့် sniper suit video ကိုအများဆုံးတအားကြည့်ရတယ်ခင်ဗျားတို့ကြည့်ကြည့် ကျမတို့ရဲ့တက်ချုပ်ကြီးပေါ့နော်တက်ချုပ်ကြီးอ่ะဆိုရင်ရုရှားခရီးစဉ်သွားတဲ့အခါမှာထိုင်းနိုင်ငံမှာပေါ့နော်ကျမတို့တက်ချုပ်ကြီးရဲ့ခရီးစဉ်အသေးစိတ်ကိုနီလန်ပေါင်းစုံနဲ့တရင်နေမှာကျင်ညာနေတာသုံးသက်ချက်တွေလုပ်နေကြတာမြင်တွေ့ရပါရဲ့ရှင်ဒီခါမှာဒီထိုင်းသတင်းတွေအောက်မှာပေါ့နော်ထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့လှုပ်လှုပ်ကိုင်နေကြတဲ့အချို့သောမြန်မာလူမျိုးတွေခွန်မှန်လေးဝင်ရေးထားတာမြင်တွေ့ရပါတယ်ရှင့်အဲ့ဒါလေးတွေမှာကျမတို့နိုင်ငံရဲ့မျိုးချစ်စိတ်တက်ပြီးတော့ကျမတို့စဉ်းစားသုံးသပ်ရမယ့်အကြောင်းအရာတွေတွေးခေါ်လေးပေါ့နော်သူတို့ရှင်တဲ့ကိုကျမတို့လှမ်းမြင်လိုက်တာပေါ့ရှင်ဒါကြောင့်ကျမတို့က ဒီ comment လေးတွေကနေပြီးတော့ကောင်းလို့ရရလေးတွေကိုမိပတ်လို့မျိုးကျွန်မဖတ်ပြပါမယ်ရှင့်ရေးထားသူကတော့ Thai ကိုသာကြော်တက်နိုင်လို့ရတော့တဲ့စစ်ကြော်ဖြစ်ချင်းဖြစ်ပါစေတဲ့ဒီတက်ချုပ်ကို share အားပေးမယ်တဲ့ဆိုပြီးရေးသားထားပါရှင့်ကြည့်ရတာတော်လန်ရေကိုအားပေးတဲ့သူလို့တော့ထင်ပါရှင့်နောက်တစ်ယောက်ကတော့တိုးအတက်အောင်လုပ်ပေးစမှာဘာကြီးရတဲ့တိုင်းပြည်ကောင်းနေဘယ်သူမှတော်လန်မနေဘူးဆိုပြီးတော့ comment လေးရေးထားပါရှင့်မနေ့ကအဲ့ comment လေးကျွန်မ live ဖတ်ပြီးတော့ပြုံးလဲပြုံးမိတယ်ပေါ့နော် ကျမတို့မြန်မာနိုင်ငံသားတွေရဲ့စိတ်သက်တကားလေးတွေပေါ့ရှင်အဓိကတော့သူတို့နှလုံးသားလေးတွေပေါ့ရှင်အဲ့ဒီတကားလေးတွေသူတို့လွတ်လွတ်လပ်ဖွင့်ချလိုက်တဲ့အခါမှာကျမတို့မြင်လိုက်ရတာပေါ့သူတို့ရှင်ထဲမှာရှိတဲ့အကြောင်းတရားလေးတွေပေါ့နော်ကျမတို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေတေချာစွာလေ့လာလိုက်မယ်ဆိုရင်စင်ရဲမွေးတေခြင်းရနေပဲအရင်တည်လာပါတယ်မရှိစင်ရဲသားတွေကဆိုရင်ဘဝမှာမျောလင်းချက်ဆိုတာငကိုရဲ့နဲရပေါ့နော်ဒီတော့မတမာတဲ့နီးနဲ့မျောလင်းချက်အကြီးကြီးပေးလိုက်တဲ့အခါမှာစစ်အာဏာရှင်တုံးလှန်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့စင်ရဲမွေးတေခြင်းကိုတုံးလှန်နေကြတာကိုမြင်တွေ့လာရပါတယ်ရှင့် ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဖြစ်နေဖြစ်စဉ်တွေမှာ PDF ဖြစ်သွားတဲ့လူငယ်တွေကိုကြည့်လိုက်ပါရှင်။အခြေခံလူတန်းစားမရှိစင်ရတာလူငယ်တွေပဲ PDF လောက်ကြတာပါရှင်။ပတ်စံရှိတဲ့လူငယ်တွေအ ਨੇ စုံလူလက်တန်းစားလူငယ်တွေဆိုတော့မှ PDF မလောက်ပါအောင်ရှင်။ဒါအောင်ကြည့်ခြင်းအဖြစ်စစ်အာဏာရှင်တော်လှန်ခြင်းဆိုတဲ့ကိစ္စရဲ့ခေါင်းစဉ်အောက်မှာပေါ့နော်။ဝင်သွားတဲ့သူတော်တော်များများဟာမရှိစင်ရတာများပါတယ်။ဒီတော့ကျွန်မအနေနဲ့တစ်ဖက်ကယူဆချက်တစ်ခုကိုထပ်ပြီးတော့စဉ်းစားရမယ်ဆိုရင်သူတို့တွေဟာစစ်အာဏာရှင်ဆိုတာကိုတော်လှန်နေကြတာမဟုတ်ဘူးရှင့်။သူတို့တွေဟာစင်ရဲမွေးတဲ့ခြင်းကိုတော်လှန်နေကြတာပါ။ ကျွန်မအဲ့လိုပဲမြင်ပါရဲ့ရှင်တော်တဲ့လာနေကြီးရဲ့တော်တဲ့လာနေကြီးရဲ့တော်တဲ့မှာဘလော့ပင်ပန်းစင်းရဲလဲဆိုတာလေးသိရအောင်လို့တော်တဲ့မှာနေတလလောက်လာနေကြီးလိုက် PDF တွေနဲ့တလလောက်လာနေကြီးငါတာဝန်ခံပေးမယ်နေ့ကိုမမနေ့ကိုနေ့ကိုမတက်စေရအောင်တာဝန်ခံတယ်နေ ਉਹ easy နေနေလွတ်မြောက်ရနေရကိုပြန်ပြီးတော့မှနေနေတဲ့နေရကိုပြန်ပို့ပေးမယ်။ဟိုနေပြောတယ်လို့ပြောတယ်မှာစေရကြီးကိုတွန်းလှန်နေတယ်လို့ထင်ပါဆိုလို့တဲ့မှာဟိုစေရကြီးကိုတွန်းလှန်ပြီးတော့မှချမ်းသာအောင်လုပ်နေလို့ထင်ပါဆိုလို့လာခဲ့ PDF စားတယ်လို့စားနိုင်လာခဲ့လိုက် မင်းတို့စက်တက်ကဟာရီထက်တော့အများကြီးတားတယ်နော်လူတွေဟာအချားမျောလင်းချက်တွေရှိမယ်ဆိုရင်တော်လှန်ရေးစလိုမျိုးပေါ့နော်သွေးစွန်းတဲ့ကိစ္စတွေတိုင်းပြည်မီးတောက်မဲ့ကိစ္စတွေလောက်ကြမှာမဟုတ်ပါဘူးရှင့်ဒါကြောင့်ကျမတို့ကကျမနိုင်ငံမှာဘလူလူမျိုးတွေပဲခေါင်းဆောင်ဖြစ်ပါစေဘလူလူမျိုးတွေပဲနိုင်ငံတော်အစိုးရမှာတာဝန်ရှိသူဖြစ်ကြပါစေကျမနိုင်ငံတိုးတက်ရေးအတွက်ကျမနိုင်ငံချမ်းသာမယ့်အရေးအတွက်ကိုလက်မနှေးသင့်ဘူးလို့သာထင်ပါရှင်ကျမနိုင်ငံခွင့်မျိုးတိုးတက်ပြီးတော့လောက်ကန်ကောင်းနေရှိလာမယ်ပညာရေးတင်လာနိုင်မယ်ပေါ့နော်ကိုယ့်နိုင်ငံချမ်းသာပြီဆိုလူတွေကလည်းတော်လိုင်းလုံးမဲ့ကိစ္စကိုစဉ်းစားလာတော့မှာမဟုတ်ပါဘူးရှင့် သွေးခွဲမဲ့ကိစ္စကြီးလည်းနှဲပါသွားမယ်လို့ထင်ပါတယ်။အဲ့လိုမှဖုတ်ပင်လဲကိုယ့်ရဲ့အတိုင်းမြင်မှာဆင်းရဲချမ်းသာလူသားစားရန်ကွာဟနိုင်မယ်ဆိုရင်သွေးခွဲဖို့အတွက်ကိုလွယ်ကူတာပေါ့နော်။မရှိစင်ရသားတွေအတွက်ကြတော့သူတို့ဘဝမှာဒုက္ခတရားတွေအများနေပြီးသားလေအဲ့ဒီများနေတဲ့ဒုက္ခတရားတွေအတွက်တရားခံဘယ်သူလဲဆိုတော့ရှာဖွေဖို့အတွက်ကလူတွေရဲ့အသိစိတ်မှာရှိပြီးသားရှင့်ဒီကိစ္စတွေကလေလူတွေအခါကျရင်ကိုယ့်အပြစ်ဆိုတာထက်သူများပြစ်ကိုလည်းမြင်တတ်တယ်ပေါ့နော်ဒီတော့ဒါဟာလေသူတို့မှားလို့ပြောလို့မရအောင်ရှင့်တိုင်းပြည်စင်ရဲ့မွဲတေခြင်းမှာတာဝန်ရှိရတဲ့သူတွေဟာနိုင်ငံအာဏာပိုင်တွေလည်းပါဝင်နေလေ ပြည်သူတွေလည်းစိတ်ပိုင်းတော့ပါဝင်တယ်ပေါ့ရှင်းပြောမှာဆိုတော့ပြည်သူတွေရဲ့စူးစမ်းမှုလုံလောက်ရေးစိုက်မှုဒါတွေကလိုအပ်ပါတယ်စီကံတေဝတ်မှုပေါ့နော်ဒါတွေလည်းလိုအပ်ပါတယ်ဒါပေမဲ့အာနာအရရက်ကိုစုပ်ကံပြီးတုံးပြူနိုင်တဲ့အာနာပိုင်းတွေမှာတော့ပို့ပြီးတော့တောင်းရှိပါရှင့်အဲကြောင့်ကျမတို့ကဆင်းရဲမွဲတေခြင်းကိုတိုက်ထုတ်နေကြတဲ့ပြည်သူတွေပေါ့နော်ဒီလိုပြည်သူတွေများမလာဖို့အတွက်အစိုးရကသာနိုင်ငံတော်မှာတောင်းရှိရတဲ့သူတွေကသာဆင်းရဲမွဲတေခြင်းတွေကိုတိုက်ထုတ်အောင်ဖြစ်ပါရှင့်ဟိုငါပြောချင်တာပါဆိုတော့နင်တို့ရဲ့အဲ့ဥစ္စာပေါ်မှာမန်းနေတူတွေကိုငါပြောချင်တာပေါ့နော် ဲ့ဒီဥစ္စာဘာလဲဆိုတော့အဲ့လူတွေပဲငါပြောချင်တာနေ့ကိုပြောချင်တာမဟုတ်ဘူးဘာလဲဆိုတော့အမေစုအုပ်ချုပ်တဲ့ငါးနှစ်ကိုခဏထားထားလိုက်အောင်နှစ်80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 ကျော်တော့ဒီဘာလို့စက်တက်အုပ်ချုပ်သွားတယ်တိုင်းပြည်မှာဘာတွေတိုးတက်လာလဲလူရန်စားလူရန်စိတ်ပေါင်းစုံချမ်းသာလားလူတယောက်မှာတိုက်တလုံးကားတစ်စီးပိုင်လားဟိုပြောမယ်ဆိုရင်တကယ်ချမ်းသာတဲ့အတိုင်းဝိုင်းတွေကဟိုပြည်သူတွေကများလားစက်တက်အတိုင်းဝိုင်းကများလား ဟိုစဉ်းစားကြည့်ပေါ့အုံနောက်ပိုင်းတော့စဉ်းစားကြည့်ပေါ့နော်အုံနောက်ပိုင်းတော့စဉ်းစားကြည့်ပေါ့ဟိုဒီကောင်မတွေကတော့ပြောမနေတော့ဘာလို့ဆိုဒီကောင်မတွေကတတလုံးစစ်ကြဘွားမှာဟိုနေမဲ့ကောင်မမျိုးတွေနော်ဘဲဒူအုတ်ချုပ်အုတ်ချုပ်အုတ်ချုပ်ဘသူဝဲအုတ်ချုပ်အုတ်ချုပ်ကျမကျမအမေရဲ့ channel လေးကိုဘသူဝင်ဝင်ဘဲကောင်ဝင်ဝင်အဖေခေါ်မယ်ဆိုတဲ့ကောင်မမျိုးနော်ဒီလိုရုပ်မျိုးဖြစ်တဲ့ကြောင့်မလို့အများကြီးပြောမနေတော့ဘူးဟိုတိုင်းပြည်ကိုထွတ်တက်အောင် လုပ်ပေးစမှာစစ်ကြောခံမယ်စစ်ကြောခံရတယ်ခံမယ်ဆိုတော့စစ်တပ်ကဘယ်တော့မှတိုင်းပြည်ကိုကောင်းအောင်လုပ်ခဲ့ဘူးလို့တိုင်းပြည်ထွတ်တက်အောင်လုပ်ခဲ့ဘူးလို့ ရိုးလေးစဉ်းစားကြည့်ပါနော်ဆိုတော့အဲ့လောက်ပါပဲတော့ဒီလောက်ပဲပြောပါမယ်အဲ့ကြောင့်အတိတရားလေးရှိကြပါလို့ပြောချင်ပါတယ်စစ်ကြောအောင်မှာမသားရခြင်းနဲ့နော်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေခင်ဗျာကျွန်တော်ရဲ့ RC Channel ရဲ့ YouTube Channel လို့ Like and Subscribe လုပ်ပေးပါအောင်ဗျာ